တဘာဝနီအတိုင်းအချိန်ကြာကြီးလုံနေပို့ရုံးရှင်လေကိုပြီးတကယ်ထိရောက်တဲ့နေလမ်းများအင်ထော်တစ်ခုတာယာဖို့အတွက်အမျိုးသားရောအမျိုးသမီးပါလက်နာလောက်ဆောင်ရမယ့်အချက်တွေကအများကြီးရှိပါတယ်ပြောလို့ပြောယူဆိုင်ပေးတာအပြန်အလှန်နားလေခွလွပေးတာပြီးနေတဲ့ဝေဝေရှိတာအဲ့ရဘောကကိစ္စဒီမှာတာယာမှုရှိစေတာစတဲ့အချက်တွေအပေါ်မှာမူတည်ပါတယ်နော်ဒီချက်တွေထဲကအရေးကြီးတဲ့ အရာပေါ်ဒိစာတွေမှာရောက်စလုံးစိတ်ကျဉ်းနှမှုရရှိစေဖို့လိုအပ်ပါတယ်။စစ်တဲလို့အရာ60ရာခိုင်နှုန်းသောအိမ်ထောင်တဲ့အမျိုးသမီးတွေဒါတာယာပြည့်စုံမှုကိုရရှိကြပြီး40ရာခိုင်နှုန်းကတော့တာယာမှုမရကြပါဘူးလို့ဆိုကြပါတယ်။ဒါကြောင့်ဒီအမျိုးသမီးကိုတာယာမှုရစေဖို့တင်ကိုယ်တိုင်စားတောင်းရမယ်။ရရှိလွယ်ကူပြီးတကယ်ထိရောက်တဲ့အစားအစာတချို့ကိုမျှဝေပေးပါမယ်ရှင်။ ခုလိုကျမရင်းနဲ့ပတ်သက်တဲ့အကျိုးရှိစေမယ့်တဘာဝနီလန်းတွေကိုနေ့စဉ်မျှဝေပေးမှာဖြစ်လို့ညီမရဲ့ channel လေးကို subscribe လုပ်ပေးပါဦးနော်။နောက်ပြီးအရေးကြီးတဲ့အကြောင်းအရာတွေကို သိရဖို့ဒေကခေါင်းလောင်းပုံကိုလည်းလက်ခဲ့ပေးပါရှင်။အင်ထောင်တဲ့အမျိုးသမီးတိုင်းရဲ့မျိုးလင့်ချက်ကအရာပေါ်မှာပြိုးသွားတဲ့တာယာမှုကိုရရှိချင်ကြပါတယ်နော်။ဒါပေမဲ့ရိုးရာရေးကြီးမှုတွေကျိုးတွေနဲ့အမျိုးသားရဲ့ စမ်းဆောင်ရင်အားနည်းချက်တချို့ကြောင့်ဒီမတော်ရဲ့စန္ဒကိုပုတ်ပုတ်လေးလေးမဖို့ထုတ်တတ်ကြပါဘူးရရှိတဲ့အခြေအနေကိုပဲလက်ခံပြီးနေကြရပါတယ်ဒါကြောင့်အချိန်ကြာလာတဲ့အခါအင်ထုံကြီးကိုညီးဝေးလာတာတွေစိတ်မပါလာတာတွေနဲ့ဆက်ရှိတိခတ်မှုလျော့လဲလာတာတွေဖြစ်တတ်ပါတယ်ဒီချက်တွေဟာအင်ထုံကြီးမတရားစီတဲ့အဓိကအချက်တွေပါနော် ီလိုတွေမဖြစ်စေဖို့အမျိုးသားတွေအနေနဲ့ကီလိုရမယ့်အချက်တွေပတိကီတနာတွေရှောင်ကျင်တက်နာတွေကိုဂရုတစိုက်လိုက်နာလောက်ကင်ဖို့လိုအပ်ပါတယ်။အဲ့ရပေါ်မှာနေရာစလုံးကခံစားတတ်တဲ့လူသားတွေဖြစ်တဲ့အတွက်အတူတူပြီးပြောင်းတဲ့ခံစားမှုမျိုးကို ဖြစ်စေအောင်ကြိုးစားပေးဖို့ကအမျိုးသားများအတွက်အထူးအရေးကြီးပါတယ်။အမျိုးသားများစုကဒီအချက်ကိုအတိမထားကြပါဘူး။ ထားတဲ့သူတွေကလည်းကြကြလုံးနိုင်ဖို့နီလန်းမျိုးစုံကို အသုံးပြုနေရပါတယ်။ဒါပေမဲ့အချို့နီလန်းတွေကတကယ်မထီရောက်ပါဘူးလို့ထီရောက်တဲ့နီလန်းတွေကလည်းရရှိမှကျန်းမာရေးဆိုးကျူးတွေကိုဖြစ်ပေါ်စေပါလိမ့်။ဒါကြောင့်ဒီနီလန်းတွေကိုအသုံးပြုတဲ့အခါမှာဂယူဆိုင်ဖို့လိုအပ်ပါတယ်။ခုပြပြမယ်နီလန်းတွေကတော့ထီရောက်မှုရှိပြီးဘေးကဆိုးကျိုးမရှိတဲ့နီလန်းတွေပါနော် ကျမရဲ့ပညာရှင်တွေရဲ့စစ်တမ်းတွေအရာအမျိုးသားအများစုကလိမ့်ဆက်ဆန်တဲ့အခါမှာ3မိနစ်မှခုမိနစ်အထိပြီးမြောက်တက်ကြတယ်လို့သိရပါတယ်။ဒီထက်ဆိုရကနမိနစ်အထိပြီးမြောက်တက်တဲ့သူတချို့လည်းရှိတယ်လို့သိရပါတယ်။ဆယ်ဝန်ရည်တမချက်အရာအမျိုးသားရောအမျိုးသမီးပါမြောက်စလုံးပြီးမြောက်ဖို့အတွက်ဆိုရင်အမျိုးသားတယောက်ဟာခုမိနစ်မှ15မိနစ်ခန့်အထိထိန်းထားနိုင်ဖို့လိုအပ်တယ်လို့သိရပါတယ်။ ဒီတမန်ချက်တွေပြည့်စုံဖို့ခုပြောပြမယ်နိလန်တချို့ကိုလောက်ဆောင်ကြည့်ပါနော်ဖေယုံစိတ်ကိုစားပေးခြင်းလူရတိုင်းရင်းစည်းကြမ်းတွေမှာရှေးရခင်ကလေးကလိမ့်ပိုင်းဆိုင်ရာတဘာဝတက်စာဖြင့်ပေါ်ပြထားပါတယ်။လိမ့်အင်္ဂါရစီကိုသွေးပိုရောက်စီပြီးအမျိုးသားတုပ်ပိုးကိုအားတိုးစီပါတယ်။ဒါကြောင့်ရှေးရခင်စည်းကြမ်းတွေမှာဒါသမီးရစီပို့ဖယုံစိကိုညှိုးဆူထားကြပါတယ်။ဖယုံစိဟာအကျဉ်းအားဖြင့်လိမ့်စိကိုနှိုးဆော်ပြီးချင်း တိစီစမှုကောင်းစေခြင်းတုတ်ပေါ်အားကောင်းစေခြင်းစိတ်တမ်းကြောမှုကိုတောစေခြင်းစတဲ့ကောင်းကျိုးတွေကိုဖြစ်စေတာပါ။ဒါကြောင့်အနည်းဆုံးတမိကို၅စီခန်းစာတုံးပြီးခြင်းဖြင့်ကလာလောက်နေပြီးတာစီပါလေ။ဖရေပီးကိုစားပြီးခြင်းဖြစ်ပြီးဟာအမေလိုအစ်စ်ပါဝင်မှုမြင့်မာတဲ့အပီးသမျိုးပါဒီအစ်စ်ကတေးကျိုးတွေကိုပြင်ရုပ်စေပြီးတော့ပြည့်နေပမှုကိုအားကောင်းစေတာပါ အထူးသဖြင့်အမျိုးသားအင်္ဂါစီကိုသွေးစစ်စစ်မှုပိုကောင်းစေတာပါသူ့ပြည်သနာတွေအရာဖေးပြီးမှပါတယ်ဒါယာဂရဆိုတဲ့ဓာတ်မျိုးကပန်းတိပန်းမျိုးဖြစ်ခြင်းကိုကာကွယ်စေနိုင်တယ်လို့သိရပါတယ်ဒါကြောင့်အမျိုးသားတွေအနေနဲ့ဖေးပြီးကိုပုံမှန်စားပေးခြင်းဟာပန်းတိပန်းမျိုးကိုကာကွယ်စေပြီးတော့လိမ်ပိုင်ဆိုင်ရာစွမ်းဆောင်ရည်ကိုတိုးတက်စေတာပါဒါပြင်ဖေးပြီးဟာစိမ့်တောက်တူတွေအတွက်လေချောင်းမှာကပ်နေတဲ့ စီးရွက်ကျိုးတွေကိုပျော်ကြစေတယ်လို့သိရပါတယ်။စီးပစ်ပီး6ကိုပုံမှန်စားပီးခြင်းစီဒီချောဟာတကြားထက်များစွာပါဝင်တာကြောင့်အမျိုးသားများအတွက်ခွန်အားကိုပေးစေပါတယ်။ဒီခွန်အားတွေကအိယာပေါ်မှာကြကြဆန်းဆောင်စေတာပါ။စီဒီချောမှာအမိုင်နိုအက်ဆစ်နဲ့အဂျီနဲ့တက်ပေါင်းပါတာကြောင့်တည်တံဖွံ့ဖြိုးမှုနဲ့ပန်းတည်ပန်းညှို့ခြင်းကိုကောက်ွယ်ပေးနိုင်ပါတယ်။ ။ဒါပြီးကယ်ဆီယမ်နဲ့ပိုတက်ဆီယမ်ပါဝင်တာကြောင့်ကျပ်ပန်းတမမှုနဲ့တီးရဲ့ပတ်မှုတို့စီတာကြောင့်ထမမှုကိုလည်းအပေးပါတယ်နော်။တိကြတိစာပိချင်းတိကြတိမှာပါဝင်တဲ့စံကျင်တဲ့သူတွေကအမျိုးသားတွေနဲ့ပုံပြီးတက်ပြုစေတာပါ။ဒါကြောင့်တိကြတိကိုပုံမဲစားမယ်ဆိုရင်သူ့အားကောင်းစေပြီးအချိန်ကြကြထိမ့်ပြီးနေဆွမ်းကိုဣတိတကလျှက်စေပါလေ။ဒါကြောင့်ဥယောပါက အင်ထောင်ရှစ်အများစုကတကြပြီးကိုပုံမဲ့စားတုံးကြတာတွေ့ရပါတယ်။တကြပြီးကိုတရက်လေးလက်သောက်စာဒါမှမဟုတ်55ဂရမ်စားပေးပါနော်။ဒါဆိုရင်တည့်ရမလုံးကပုံမအကောင်းလာပြီးတော့စိတ်သွားတိုင်းကိုပါကြာရှိစေပါတယ်။စံပလန်တီကိုစားပေးချင်။စံပလန်တီမှာဂလူကို့စ်၊ဖရူတို့စ်၊စကူကရို့စ်စရိတ်ဓာတ်တွေကျေဝါစွာပါဝင်ပါတယ်။ဒီဓာတ်တွေဟာ အားကိုကောင်းစေပြီးခွန်အားပေးစေတဲ့အဓိကအထောက်ပံ့တွေဖြစ်ပါတယ်။မောပိုးမတန်ကိုခံနိုင်စေပြီးတက်စတိုစတိုဟော်မုန်းတက်ကိုပေါ်ပါစေတာကြောင့်အစိတ်ကိုလုံးစားပေးနိုင်ပါတယ်။ဒါကြောင့်အိယာပေါ်မှာတက်တက်ချွတ်ချွတ်နဲ့အချိန်ကြာကြာနှိမ့်စေနိုင်တာပါ။ဆူဘူဒီမှာဖိုင်ဘာအမြင့်တက်များစွာပါဝင်လာကြောင်းမောဘွန်ဒန်ကိုခံနိုင်စေတာပါ။ဒါကြောင့်အိယာပေါ်မှာအချိန်ကျကျမတင်ပန်းစီပဲစွမ်းဆောင်စေနိုင်ပါတယ်။ ်ခုပြောပြပေးတာတွေကတော့အင်ထောင်တဲ့အမျိုးသားတွေအတွက်ခွန်အားဖြစ်စေတဲ့တဘာဝအစာစာတွေပဲဖြစ်ပါတယ်ဒီထဲကဖေယုံစိမ့်နဲ့ဖေပီးဟာအလွယ်တကူရှာဖွေဝေယူလို့ရပါတယ်နော်ဒါကြောင့်ဘီကန်ဆိုဂျူဖြစ်တဲ့ဆေးရီနီလန်းတွေကိုအတုံးမဖြူပဲယခုနီလန်းကိုဆေးရှိချင်နဲ့အတုံးချကြည့်ရင်ထူချတဲ့အကျိုးကိုရရှိစေနိုင်ပါတယ်။အဆုံးထိနားထောင်ပြီးလို့ကျေးဇူးတင်ရှိပါတယ်ရှင်။ ။နောက်ရက်တွေမှာလည်းယခုလိုကျမ်းမာရေးဆိုင်ရာဘဟုတုတ္တရတွေကိုမစ်စင်ရောက်ဝေပေးပါမယ်။